တို့ကျွန်တော်လက်ကြည့်ရေဖို့လိုအပ်ရတာတော့ပေါ့နော်မီးဆက်ပေါ့နော်မီးဆက်ရင်စလိုက်မီးကြီးကြီးရတယ်ကျွန်တော်ဒီနေ့ဝင်တဲ့အချိန်ဒီမှာဟိုမျက်နှာဆောင်းလိုက်မမြင်ရရင်လည်းပြေဖို့ကကြမီးမီးဆက်လို့မလိုဘူးတော့အဲ့တော့ကျွန်တော်ဘေးကစလိုက်မီးကြီးနဲ့ဝိုင်းသုံးပြရတယ်ထုံးပြီးလို့ပြေနေလို့ဝင်တော့ရတယ်ဗျာဒီမီးဆက်ကလည်းဒီငလင်ဘေးတစ်ခုမှမဟုတ်ကျွန်တော်တို့ကမီးလောင်ရင်မှလည်းဒီမီးဆက်ကဟိုစလိုက်မီးထိုးပြရတယ်နောက်တော့က ရင်းနှီးရှာဖွေပြင်ဆင်ရေးပါလေရင်းနှီးလို့ရှိရင်မိုးထုတ်သွားရတယ်လောက်ဆောင်ပြီးဒီမှာဒီမြစ်ဆက်ထိုးပြီးတော့ရှာရတယ်ခင်ဗျဤတဲ့လုံးဝင်တာကိုလောလောဆောင်တာတူတန်းထားတဲ့အလူရှင်တွေရဲ့ကိုစားကေသိအဖွဲ့အတွက်လိုအပ်နေတယ်မီးစက်နဲ့ဒီ slide မီးတွေပါတွေကိုကျွန်တော်တို့ဒါမန္တလေးကိုသွားပြီးတော့ဝယ်ယူပြီးတော့လှူဒန်းပေးမှာဖြစ်ပါတယ်။ပြီးကျွန်တော်တို့ဆေးရုံကြီးမှာလည်းလိုအပ်တဲ့ဆေးဝါးတွေဝယ်ဖို့အတွက်တွားရောက်လှူမယ်။တခြားလိုအပ်တဲ့နေရာတွေကိုလည်းလိုအပ်တဲ့ပစ္စည်းလေးတွေရောက်ရှိအောင်ကျွန်တော်တို့ကိုယ်တိုင်ကိုကြတွားရောက်ပြီးတော့လှူဒန်းပေးမှာဖြစ်ပါတယ်ဗျာနော်။ဒါကတော့မန္တလေးကိုမီးစက်သွားဝယ်တာဖြစ်ပါတယ်။ကျွန်တော်တို့8000လို့ဒါ8000 ပို့ပြီးတော့သုံးရအောင်ပေါင်းပေါင်းမှုတွေနိုင်သွားပြီ။အနောက်ပြီးတော့အခုပြောလို့ပို့ပြီးတိုင်းနဲ့ပို့နေတဲ့အချိန်မှာပေါက်ဆက်တွေကျက်ဆက်တွေအကုန်လုံးပြီးသွားပြီ။ဘာမှမဖြစ်ကြတာတဲ့။ဘာအဖြစ်လို့ဒီလိုနေမှာညီမထက်ရသေးဘူးဘာမှမလုပ်ရသေးဘူး။ဒါအကုန်လုံးမသိဘူး။လောက်လောက်လေးရှော့ပေးနိုင်သေးရော။32သိန်း5000ဆိုတော့32သိန်းရှော့။ဟုတ်ကဲ့ပါဟုတ်ကဲ့။အဲ့တော့30တသိန်း5000ပေါ့နော်ဟုတ်ကျေးဇူးတင်ပါတယ်ကိုရီးယားနိုင်ငံရောက်မလိုင်မြို့နယ်ထန်းအောင်ကိုင်းသားများမှာ30တသိန်း1200လှူဒန်းထားပါတယ် မန်ငိမ်းနဲ့တငယ်ချင်းများမှာ78သိန်းနဲ့မှာ4000မိုင်းဆက်မျိုးမှာဒေါ်နန်းပံမှာ9000ပြည်ဦးလွင်မှာဦးမြင့်ဆွေဒေါ်နန်းခန်းဖောင်တို့မှာတသိန်းမတ်မွန်မြတ်တီတာရွှေစင်မိသားစုမင်္ဂလာတော်ရန်ကုန်မှာ3000အမေကြီးဒေါ်မြခင်နဲ့အမေဒေါ်တန်းရှင်တို့ကိုရည်စူးပြီးတမိမတ်မော်ခိတထိုင်းမှာ2သိန်းပဲခူးသားအကိုတူကနေပြီးတော့9000ကိုဝရန်ဖြိုးမှာ3သိန်းဒေါ်တင်းတင်းຫນွေဟာ2သိန်းမုရုံလူငယ်များ4000မအီတုံဟာ9000ကွယ်လွန်သူဒေါက်တာဦးမောင်အေးရည်စူး၍ဇနီးဒေါ် တင်ရီနဲ့တာသမတ်ဦးဝင်းမြင့်ဟန်တမီဒေါ်ဂျင်နာအေးမိသားစုတို့ USA မှနေပြီးတော့ရှောက်၈သိန်း6500မက်ဇာဂျီသိန်းဟာ1000မထထက်က8900ဒေါ်ယီအောင်မိသားစုနဲ့မိတ်ဆွေများက9000အမီမပြောပြထားတဲ့အမားတူက2သိန်းနဲ့မှ9000ထူထမ်းထားပါတယ်3လပိုင်း31ရက်နေ့နေ့လယ်7နာရီထိကျွန်တော်လက်ခံရရှိထားတဲ့အလူငွေစုစုပေါင်းကတော့82သိန်း2000နဲ့မှ800ဖြစ်ပါတယ်အခုကအလုံးစုစုပေါင်းဘယ်လောက်ကြာလဲ2000 2200ရှိ2သိန်း2000 1200เนาะ မီးဇက်က32သိန်းနဲ့မှ9000ဝါယာကြိုးတွေမီးတွေပြန်လိုအပ်တဲ့ extension ကြိုးလုပ်ဖို့အတွက် plug ခုံတွေခလုတ်တွေပေါ့နော်အစုံဝဲတာကတော့2သိန်း2000တထောင်နဲ့မှ200ပါခြားလိုအပ်တဲ့နေရာတခုကိုသွားလုပ်ဖို့အတွက်မုံလေးတွေအေးဘူးလေးတွေဝဲတာက9သိန်း9000နဲ့မှ4000ရေတန်းကက်ဘူး90လိုအပ်တဲ့နေရာသွားလုပ်ဖို့အတွက်ဝဲတာကတကက်ကို2800နဲ့1သိန်းနဲ့မှ4000အေးကက်ပေါ့နော်ကျွန်တော်တဘူးကို1900တန်းအဲ12ဘူးပေါ့နော် 2000နဲ့မှ800 KB ထုတ်ခါကတော့340လောက်ထုတ်တာ9000ပေးရပါတယ်အဲဆေးရုံမှာဆေးဝါးတွေလူဝယ်ဖို့အတွက်ပေါ့နော်သွားလူတာ9သိန်းမှာအဲ့တော့ကျွန်တော်တို့စုစုပေါင်းကျွန်တော်ဒီနေ့လူတန်းပြတာကတော့46သိန်း9000နဲ့မှ800ပါအဲ့တော့ရှေ့က စုစုပေါင်းအလူငွေရရှိတဲ့ထက်ကနေပြီးတော့နှုတ်လိုက်မယ်ဆိုရင်တော့25သိန်း4280ကျွန်တော်စီမှာကြံပါတယ်ဗျာနော်အဲ့တော့ကျွန်တော်လှူဒန်းတာလေးတွေကိုမှတ်တမ်းလေးကျွန်တော်ရိုက်ပြပေးတာလေးစက်ကြည့်ပေးကြပါအောင်ဗျာဒီမုန်းတုပ်လေးတွေကတစ်ထုပ်ကို2300အထုပ်120 2သိန်း9000နဲ့မှ6000ကျွန်တော်ဘောင်းချာလေးလည်းဆွဲပေးပါအောင်နော်ဗိုင်ရီကတပူးကို1900နဲ့မှ50ဘူး120 2သိန်းနဲ့မှ1000ခောက်ဆွဲရဒါတစ်ဖက်ကို30ပါနော်အဲ4ပါဆိုတော့အထုပ်120တစ်ဖက်ကို2000နဲ့မှ9000 4ပါဆိုတော့1သိန်းနဲ့မှ8000 သိန်း8000ရေနှစ်သိန်း1000ရေနှစ်သိန်း9000 6000ရေအဲ့လေပေါင်းပြီးပေါင်းချလေးဆွဲပြပါအောင်နော်မုံတို့ရေ Ryanery V ရေခောက်ဆွဲ6ရေလူ120တာဖြစ်ပါတယ်အလုံးစုစုပေါင်း9000 9000နဲ့မှ4000နော်9000 9000 4000ကိပေးမြောက်ပေါ့ငွေသားပဲပေါ့နော် ခဏလေးနော်ရှင်းလူတရ20သားအေးအေးဘူးရဲ့မို့ရင်ရင်ရဲတော့နောက်ရက်အတွက်ကြိုဝဲထားတာနောက်ရက်မှလှူပေးမှာဖြစ်ပါတယ်ဒါတော့စကိုင်းမျိုးရဲ့အဆိုးဆုံးနေတဲ့ကတကူဖြစ်တဲ့ mainland နဲ့ကဗလီမှာပေါ့နော်ဗလီဥက္ကဋ္ဌနဲ့တွေ့ဆုံပြီးတော့ဘာလို့အဲ့လဲမိကြည့်တဲ့အချိန်မှာကေဇေးလုံးနေရတဲ့သူတွေဓာတ်ပေါ်ဒီဖော်လို့နေရတဲ့သူတွေအတွက်ရေဘူးလို့အပ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်ရှာကြည့်တဲ့အချိန်မှာလေရေဘူးကကက်90ပဲရလို့ကက်90ဝယ်ပြီးတော့လှူဒန်းပေးခဲ့ပါတယ်ပြီးတော့ကျွန်တော်ရှေ့မှာပြောလဲ1900ရံအေးအေး12ဘူးပေါ့နော်အဲ့ဒါလည်း12ဘူးပဲဝယ်ရလို့12ဘူးပဲလှူဒန်းပေးခဲ့တာဖြစ်ပါတယ်ဗျာနော်ကျွန်တော်သွားတဲ့အချိန်မှာပဲဒါတည်ဆုံသွားတဲ့သူတွေကိုတွေ့ရှိလို့ဖော်ထုတ်နေကြတာဖြစ်ပါတယ်တကယ်စိတ်မကောင်းစရာတွေပဲပေါ့နော်အဲ့ဒါတွေတော့ကျွန်တော်ရိုက်မပြတော့ ော့ပါဘူး mask လဲလိုအပ်တယ်ပြောတယ်ပေါ့နော်ကျွန်တော် mask ကတော့ဒီနေ့မဝယ်ပြလိုက်ဘူးပေါ့နော် ကယ်ဆယ်ရေးလှုပ်ဆောင်နေကြတဲ့အဖွဲ့အစည်းတွေအတွက်လိုအပ်နေတဲ့မီးစက်တွေ slide မီးတွေအပူပစ္စည်းတွေဝါယာတွေဘာတွေရလှူဒန်းပစ်ခဲ့တယ်ပြီးတော့ဆေးရုံတွေဆေးဝါးတွေဝယ်ယူဖို့အတွက်အလူငွေ၅သိန်းလှူဒန်းပစ်ခဲ့တယ်နောက်ရက်အတွက်ပေါ့နော်အမုံလေးတွေအစားတောက်လေးတွေကျူပြီးတော့ဝယ်ထားပစ်ခဲ့တယ်ရေလိုအပ်တဲ့နေရာအတွက်ကျွန်တော်တို့ရေတန့်ကန့်90လှူဒန်းပစ်ခဲ့ပါတယ်အလူရှင်တွေရဲ့ကိုစားကျွန်တော်ဒီနေ့သွားမလူခင်မှာပေါ့နော်လှူမဲ့နေရာတွေကိုဘာလိုအပ်လဲဆိုပြီးတော့သွားစုံစမ်းကြည့်တဲ့အခါမှာတနေရာနဲ့တနေရာလိုအပ်တာတွေကမတူကြပါဘူးဗျာနော်တချို့နေရာတွေမှာကျတော့အစားတောက်တွေလိုအပ်တယ်ရေလိုအပ်တယ်တချို့နေရာကျတော့အစားတောက်တွေပေါ်ပြီးတော့တခြားအရာလိုအပ်တာရှိတယ်ပေါ့နော်အဲ့တော့ ကိုလှူမဲ့နေရဘူးပေါ့နော်ဘာလို့ရဲလဲဆိုတော့အရင်စုံစမ်းပြီးတော့မှလှူတာတော့ပို့ပြီးတော့အကျိုးရှိမယ်လို့ကျွန်တော်မြင်နေပြတချို့နေရာမှာသူအစားတောက်တွေပြတအုပ်ကလည်းထမင်းဘူးတအုပ်ကလည်းထမင်းဘူးထမင်းဘူးတွေနှစ်ဘူးသုံးဘူးထတ်သွားတယ်ရာပြီးသားသူတွေကလည်းထက်ယူကြတဲ့အခြေအနေတစ်ခုမှာပေါ့နော် အဲ့ဒါတွေကလေပြီးရင်လက်သက်ဖြစ်သွားကြမှာပေါ့နော်အဲ့တော့အစားတောက်ဆိုလို့ရှိရင်တကယ်မရတဲ့နေရာတကယ်အစားတောက်ခက်ခဲနေတဲ့နေရာကိုတရားစုံစမ်းပြီးတော့မှလှူတာပိုကောင်းတယ်ဗျတနေရာရဲ့တနေရာဒီနေရာတွေပဲထပ်ပြီးတော့လှူပြစ်တာရလည်းမကောင်းလေနော်အဲ့တော့ကျွန်တော်ဆိုရင်ဒီနေ့ဆေးရုံမှာသွားစုံစမ်းတဲ့အချိန်မှာဆေးရုံဘက်မှာကဒီနေ့ဒီနေ့အတွက်ပေါ့နော်ရေဘူးတွေစားတောက်တဲ့ရှိတယ်အဲ့တော့ကျွန်တော်ဆေးအတွက်ပဲလူငွေလှူခဲ့တယ်ပြီးရင်ဗလီကိုသွားတဲ့အချိန်မှာကရေတန့်လှူတယ်နောက်ရက်မှာအစားတောက်လှူရလို့လည်းပြောရအောင်လို့ကျွန်တော်လှူဖို့စီစဉ်ထားတယ်ပေါ့နော်အဲ့တော့ရေလှူခဲ့တယ်ပြီးရင် ဒီကေဇေးအဖွဲ့တွေကိုမေးကြည့်တဲ့အချိန်မှာမီးစက်တွေ slide မီးတွေလိုတယ်အဲ့တော့လိုအပ်တဲ့အရာလေးတွေကျွန်တော်လှူဒန်းပေးခဲ့ရတော့ကြောင့်မလို့အလူရှင်တွေလည်းဒီအလူမတန်းဗီဒီယိုလေးကိုကြည့်ပြီးတော့ဒါကိုလှူလိုက်တဲ့အလူငွေလေးတွေနဲ့ပေါ့နော်လိုအပ်တဲ့ပစ္စည်းလေးတွေဒါလိုအပ်တဲ့နေရာလေးကိုလှူဒန်းဝင်ရသွားတဲ့အတွက်ကြောင့်မလို့အားလုံးဝမ်းသာပီတိဖြစ်ကြလိမ့်မယ်လို့မျှော်လင့်ပါတယ်ဗျာနော်မြင်ကွင်းတွေကတော့ပီတိဖြစ်စရာမြင်ကွင်းတော့မဟုတ်ဘူးပေါ့နော်ဒါမဲ့လည်းလှူလိုက်ရတဲ့အတွက်ကြောင့်မလို့လိုအပ်တာလေးတွေရရှိသွားတဲ့အတွက်ကြောင့်မလို့လိုအပ်တဲ့နေရာလေးတွေကိုလှူကွင်းရတဲ့အတွက်ကြောင့်မလို့အားလုံးဝမ်းသာပီတိဖြစ်လိမ့်မယ်လို့မျှော်လင့်ပါတယ်အဲ့တော့တခြားလူတွေလည်းဟိုတကယ်လှူမဲ့နေရာမှာဘာလိုရလဲဆိုတော့စုံစမ်းပြီးတော့မှလှူတာပိုကောင်းမယ်လို့ကျွန်တော်တော့ဒါအကြံပေးလိုပါတယ်ဗျာနော်ကျွန်တော်နောက်ရက်မှာစေးဝါ တွေအစားအသောက်တွေတကယ်လိုအပ်တဲ့နေရာတွေကိုဒေသစုံစမ်းဆက်သွယ်ပြီးတော့လူရှင်တွေကိုစားထပ်ပြီးတော့လှူပေးတော့ပါမယ်ကျွန်တော်အဓိကပြဿနာတော့ KB ငွေသွင်းငွေထုတ်မရလို့ထပ်လှူမဲ့သူတွေကိုမဆက်သွယ်ဖြစ်သေးတာဖြစ်ပါတယ် KB ထုတ်လို့ရတဲ့နေရာလေးရှိရင်ကျွန်တော်ဆက်သွယ်ပေးကြပါအောင်ပြောနော်ဖုန်းနံပါတ်399 9533545ကိုဆက်သွယ်ပေးကြပါအောင်ဗျာနော် KB ငွေသွင်းငွေထုတ်လေးပေါ့နော်ကျွန်တော် KB နဲ့ဝယ်လို့ရတဲ့ဆိုင်တွေလည်းမရှိဘူးဆိုတော့ကျွန်တော်အလူရှင်တွေလူတိုင်းနဲ့ငွေကိုငွေသားအဖြစ်ပြောင်းပြီးတော့ လိုအပ်တဲ့ပစ္စည်းတွေဝယ်ယူဖို့အတွက် KB ထုတ်ပေးမဲ့သူတွေလိုအပ်ပါတယ်အဲ့တော့ကြောက်ဆက်ဘက်ကဖြစ်မန်လေးဘက်ကဖြစ်ဖြစ်ဗျာရှိခဲ့လို့ရှိရင်ကျွန်တော်ဆက်သွယ်ပေးပါကျွန်တော်လာပြီးတော့ထုတ်ပေးပါမယ်အဲ့တော့အားအလေးဆက်သွယ်ပေးကြပါအောင်ဗျာနော်တုံနဲ့တူဒီဗီယိုလို့ share ပေးခြင်းနဲ့လည်းမျှဝေပေးတတ်ကြပါအောင်ဗျာနော်ပြီးတော့တချို့ကွင့်မှန်မှန်ထားလေးရှိတယ်ဗောနော်ဒီလိုချိန်ခါကြီးမှာဗျာနော်ဗီဒီယိုတွေမှာရည်စရာဘာပါသွားလို့လည်းမသိဘူးရည်တာလို့လောင်တာလို့လူတွေတို့ပြီးရင်ကျွန်တော်ဥတည်မလားဟိုဘယ်လိုပြောမလဲဗျာ အဲပွဲရှာပြီပေါ့တည်မလားဒီလိုလောက်ွက်တွေရှာပြီလို့ဘာညာတော့ပြကျွန်တော် blame နဲ့ပုံစံမျိုးနဲ့လာမဲ့နိုင်ရှိပါတယ်ဒါပေမဲ့စိတ်ထဲမှာဘာမှမရှိပါဘူးဒါပေမဲ့တချို့တွေလည်းတိအောင်ပြပြတာပေါ့နော်ကျွန်တော်အခုကျွန်တော်ဆိုင်မှာဆိုလည်းကျွန်တော်ဖြစ်ပြတာရှိတယ်ပြီးတော့ဆုံးရှုံးသွားတဲ့နေရာလည်းရှိတယ်နော်ဘယ်လိုပြောလဲကျွန်တော်စိတ်မကောင်းဖြစ်တာလည်းရှိတယ်ဒါပေမဲ့လို့ကျွန်တော်ဆိုင်အတွက်ဒါသူများရဲ့ဆိုင်အများကြီးဘေးကင်းတဲ့ကြောင့်မလို့ဘာမှစိုးဝါးတာမရှိဘူးဗျာအဲ့တော့ကျွန်တော်လုံးတင်လုံးတိုက်တဲ့ဟာကိုအခုလုတာပါအဲ့တော့အားလုံးတူပေးကြတဲ့သူတွေအားလုံးကျေးဇူးတင်ပါတယ်အားလုံးကြောင့်လည်းကျွန်တော်ခုလိုမျိုးလိုက်လို့ခွင့်ရတာပေါ့နော်အဲ့တော့အားလုံးကိုတူတူတယောက်ချင်းဒီတိုင်းကို လူတယောက်ချင်းစီတိုင်းအဲ့လိုတာလူလဲခေါ်ပါတယ်ဒီတက်မှတ်ကလည်းလှူနိုင်ကြပါသည်အားလုံးလည်းကျေးဇူးတင်ပါတယ်ဗျာနော်ကျွန်တော်အနေနဲ့ဗျာအခုစိုင်းပါတယ်လို့ရှိရင်ဒါဖြစ်ပြသွားတာရှိရတယ်ဆိုလို့ကျွန်တော်ရှေ့မှာ gas oil နဲ့မီးဖို့နဲ့ချပြီးတော့ခမင်းကျော်ခောက်ကျော်ရောင်းမှကျွန်တော်မတချို့လာမေးကြတာအများကြီးပဲစိုင်းဖွင့်လားစိုင်းဖွင့်လားပါဆယ်ဝယ်ခြင်းလို့နဲ့လာကြတာအများကြီးပဲပေါ့နော်အဲ့တော့ခမင်းကျော်နဲ့ခောက်ကျော်ပဲရောင်းမှကျွန်တော်မတရက်ကို10သိန်းကို15သိန်းကို order နဲ့ရောင်းအောင်ပါနော်ဒါပေမဲ့ခုလိုချိန်တိုင်းမှာကျွန်တော်စိုင်းလည်းမဖွင့်ပါဘူးစီးပွားရှာတာရောင်းနိုင်လေကျွန်တော်မလုပ်ရှင်ပါဘူးအဲ့တော့ အဲ့ဒါလေးလည်းပြောပြတာပါပဲเนาะတချို့တချို့တွေပေါ့เนาะကျွန်တော်ဘလင်းကျင်နေသူတွေတည်အောင်ပြောပြတာပါเนาะဂရုမစိုက်ပါဘူးလို့เนาะကျွန်တော်လုံးတင့်လုံးထိုက်တဲ့ခင်းနေရအောင်ကျွန်တော်လုံးနေရပါအဲ့တော့အားလုံးကျေးဇူးတင်ပါတယ်အဲ့တော့နောက်ရက်မှာလည်းကျွန်တော်အလူရှင်းတဲ့လေးတွေပေါ့เนาะမှတ်တမ်းလေးတွေခုလိုမျိုးတင်ပေးတော့ပါမယ်ဒီနေ့ထိကြံတဲ့ငွေလေးတွေကိုလည်းကျွန်တော်တရားလေးပြောပြထားပါတယ်ပါเนาะโอเคအားလုံးပဲတရား